ရင်ဦးလွင်6ထပ်ကိုယ်ဟာရင်တိုက်မှုတွေအများကြီးဖြစ်ပွားလေရှိပြီးမကြုံမလွတ်သူတွေအခုလူရှိနေစဉ်နမဲချောနေရာတစ်ခုလို့အတော်များများကြားဝေါ်ချမှာပါဒီနေရာရဲ့ဖြစ်ရတဲ့ချို့ကိုတရင်တွေမှာတော့အတော်လေးဖုံးပြီးရေးသားကြရလို့ကြားခဲ့ရပုံပါတယ် ပြင်းဦးလွင်6တက်ကွေရဲ့မိုင်တိုင်း26နေရာဟာရင်မတော်တဆမှုဖြစ်ဆိုများစွာရှိခဲ့ပြီးဒီနေရာမှာချောင်းလန့်ခံရဖို့ပဲရင်မောင်းသမားတွေကလည်းမိုင်တိုင်း26ဟာတကယ်ကိုနမည်ချမ်းဖြစ်ကြောင်းပြောကြပါရယ်အရေးပြတာညဘက်မှာမတ်တက်ကြီးရဲ့အကောင့်ထဲပြတာရဲ့အပြင်အတန်တွေနဲ့အော်ဟင်းချောင်းလန့်တာတွေပါရှိတယ်လို့ချောင်းလန့်ခံရဖို့ကားစရာတချို့ကဆိုပါရယ် အများအားဖြင့်ပြေဦးလွင်6ဓာတ်ကွေ့ရဲ့မိုင်တိုင်း26နေရာဟာပြရလောကသားတာမီနဦးရဲ့6လန့်နာကိုအထူးသဖြင့်ကြုံရရတယ်လို့ဆိုပါတယ်။ဒေတာကန်ရဲ့အပြောအရတော့ဒီတာမီဟာရင်မတော်ရစမှုအတွင်းတည်ဆုံခဲ့ရတာဖြစ်ပြီးတချို့ကလည်းမတမာသူတွေရဲ့လူရက်ပြီးလုံးကျန်မှုကြောင့်သူတို့အသက်ဆုံးရှုံးခဲ့ရတာလို့ပြောကြပါတယ်။သူတို့ကိုဒီလိုဖြစ်အောင်လုပ်သွားခဲ့တဲ့သူတွေကိုရှာဖွေဖို့ဒီဒစေတာအမိဟာမိုင်းတိုင်း26နေရာတဝိုက်မှာစောင့်နေရလို့လည်းပြောကြပါတယ် ဒီလိုနဲ့လမ်းသွားလမ်းလာလူတွေအားတခါတလေမှသူတို့ကိုမြင်ကြဘူးတာတွေရှိပါတယ်။တချို့ကတော့ပူကက်ခံရတာမျိုးပါကြုံခဲ့ကြရတာပါ။ဒီကြောင့်ကိုရုပ်ရှင်တော်ထုတ်ပြီးရိုက်ခဲ့ကြပါသေးတယ်။ဒရိုက်တာမောင်မျိုးမင်းရှင်တွင်ပြည်ရိုက်ကူပြီးခွန်စစ်နေချီနဲ့တူတူးဆန်ကဒီအတျုပ်ဆောင်ထားတဲ့မိုင်းတိုင်း26ဆိုတဲ့ရုပ်ရှင်မှာတော်များလေးကြည့်ဖို့ကြမယ်ထင်ပါတယ်။ရုပ်ရှင်ရဲ့နာမည်ကိုလည်းပြင်ကအတိုင်းမိုင်းတိုင်း26လို့ပဲနာမည်ပေးထားတာပါ။ Milestone 26လို့လည်းခေါ်ကြပါတယ်။ ဒီရုပ်ရှင်ဟာမိမရုပ်ရှင်လောကမှာအတော်များများရိုက်လေးမရှိကြတဲ့ပုံစံဖြစ်ပြီးခရမယ်ဟော်ရာရုပ်ရှင်လည်းဖြစ်ပါတယ်။ဇက်ကောင်တွေကိုအမီလွှဲထားတာနဲ့ဇက်လံကိုအနှဲငယ်ဖြစ်ဆွတ်ရေးသားထားတာလည်းလွဲ့။ဒီရုပ်ရှင်တွေကဖြစ်ရအများစုဟာအမှန်တကယ်ဖြစ်ခဲ့တာတွေကိုအခြေခံထားတာပါ။ Milestone 26ရုပ်ရှင်ကို2017 ရောက်ဆက်နေဝန်ကြီးမှာရိုက်ကူခဲ့ပြီးရောက်ဆက်3ခုနဲ့ဝန်ကြီးလောက်မှာဖြန့်ချီခဲ့ရမှုလို့ဒုက္ခဒုက္ခအရတော့ဇက်လန်နဲ့ရိုက်ကူမှုကတရွေ့နဲ့တူညီပြီးအတော်လေးလဲပြပြင်းတဲ့ရုပ်ရှင်ပါပဲဒီရုပ်ရှင်တွေကမိတ်ကပ်နဲ့ဇက်ကောင်ပြင်ဆင်ကလည်းဒုက္ခနဲ့တူတော့အဆင့်တန်းတစ်ခုမှာရှိပါတယ်တကယ်လဲကြောက်စရာကောင်းအောင်လဲပြထားနိုင်ရပါ မိုက်ဆွေတို့လည်း My Line 26အကြောင်းကိုစိတ်ဝင်စားရဲဆိုရင်ဒီရုပ်ရှင်ကိုပြန်ကြည့်လို့ရပါတယ်။ YouTube မှာ Milestone 26လို့ရိုက်ရှာရင်အလွယ်လေးပဲတွေ့နိုင်ပါတယ်။တခု3ပေးချင်တာကတော့ဒီရုပ်ရှင်ကအသက်ရန်ငယ်တည်တဲ့ကလေးတွေကိုပြသမှုလုံးဝမတင်တော်ပါဘူးခင်ဗျာ။